ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဆိုတာကိုယုံကြည်လိုက်တာနဲ့တပြိုင်နက်ပြဿနာတွေကပိုရှုပ်တယ်ဘလို့ပိုရှုပ်လာတော့ဆိုတကူရှင်ကဖန်ဆင်းလို့လူဖြစ်လာတယ်ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင်တကူရှင်ဟာအကျဉ်းတရားရှိသလားပညာတရားရှိသလားကြည့်အောင်အကျဉ်းတရားရှိမယ်ဆိုရင်သရဝါတွေကောင်းစားဖို့ပဲဖန်ဆင်းပြရမယ် နော်တရားတွေကောင်းစားဖို့ပဲဖန်ဆင်းပြရတရားတွေကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူးအကျဉ်းတရားရှိမိမိဖန်ဆင်းထားတဲ့တရားတွေပျော်ရွှင် ချမ်းမြေ့အောင်တဏှီတဲ့ဖန်ဆင်းပေးဖို့ဆိုပါတော့ဖန်ဆင်းတာမဟုတ်တော့မှပဲကိုယ်အိမ်မှာဖြစ်လာတဲ့ကိုယ်သားသမီးတွေပေါ်မှာမိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်နော်ဘယ်သားဘယ်သမီးပဲဖြစ်စေ အလုံးတည်ဥတရပြုစုပြီးကိုသားကိုသမီးကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်။အဲ့ဒါလိုပဲတကူရှင်ကဖန်ဆင်းလိုက်တဲ့သာသမီတွေတို့သူပြောအဲ့သာသမီတွေမှာလိမ္မာတဲ့သာသမီတွေရှိမှပဲမိုက်တဲ့သာသမီတွေရှိမှာဘယ်သာသမီပဲဖြစ်ဖြစ်ချင်နာမှုတစ်ခုတည်းနဲ့ကောင်းစားအောင် သူဖန်ဆင်းမှတော့ဒီ မကောင်းတဲ့စိတ်ပေါ်တဲ့သာသမီကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့နော်မလှတဲ့သာသမီကိုလည်းလှအောင်ဖန်ဆင်းလိုက်ပညာမတတ်တဲ့သာသမီကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါပေါ့ဖန်ဆင်းနိုင်တယ်ဆိုမှတော့အကုန်ဖန်ဆင်းရုံပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်တဲ့တန်းနဲ့လူချင်းတူပါလေတန်းနဲ့တချို့ကြတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ်အာဖရိကတိုက်သားတွေကြတော့မဲချုပ်နေအောင်ဖန်ဆင်းထားတယ် နော်ဥရောပလူတွေတော့ခါရဖြူနိစကြည့်တွေဖြစ်အောင်ဖန်ဆင်းလိုက်တယ်ဗမာတွေကျတော့ချောချောလုံးလုံးမောက်လတ်လတ်ပါပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်အဲဒီတော့သူဖန်ဆင်းတာဗမာတွေကတော့ဂျင်နာကောင်းဂျင်နာလေးပဲအာဖရိကတွေကဂျင်နာချင်မဂျင်နာနော်တွေးကြည့်တာပါတွေးကြည့်တာဂျင်နာမှာမဟုတ်အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေက ကျင့်တတ်မှဖြစ်တော့လဲဆင်းရဲတဲ့လူတွေကကျင့်တတ်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ် လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေတယ်။အဲ့တော့မကောင်းရင်ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းနိုင်တယ်ပဲ။အဲတကိုးရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့လူ ကောင်းအောင်လုပ်ပေးလိုက်။စိတ်တူရတဲ့လူကိုစိတ်ရှည်အောင်ဖန်ဆင်းပေးလိုက်။ဒေါသကြည့်တဲ့လူကိုဒေါသမကြည့်အောင်ဖန်ဆင်းပေးလိုက်။အဲ့လိုလေလုံနိုင်စွာရှေ့သားနဲ့ဘာလို့လုံမပေးလဲ။မေးစရာရှိလာတယ်ပေါ့နော်။ အဲ့တော့မြတ်စွာဘုရားကဘာကိုဝေဖန်ထောက်ပြပေးတယ်လဲလို့ဆိုလို့ရှိရင်ພັນစင်းရှင်ကພັນစင်းတယ်လို့ພັນစင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ကိုကိုတိုင်းလှုပ်တဲ့နဲ့ကိစ္စမလှုပ်တဲ့နဲ့ကိစ္စရွေးချယ်ဖို့ရအဓိပ္ပာယ်မရှိတော့ဘူး။ဘာဖြစ်လို့တော့ဆိုရင်ဘုရားသခင်လိုတော့ကြပဲဖြစ်ရမှာပဲ။ ကိုကကို ရွေးချယ်သွားစရာမလို့ဘာပဲဖြစ်ဖြစ်သူ့လိုတော့ချအတိုင်းပဲသူဖန်ဆင်းတာကိုကရဏီယကရဏီယဆိုရယ်လှုပ်တဲ့နဲ့ကိစ္စနဲ့မလှုပ်တဲ့နဲ့ကိစ္စဆိုရဟာလူတွေကကိုယ့်ဟာကိုယ်ရွေးချယ်နေကြရင်အထိပ္ပယ်မရှိဘူးရွေးချယ်စရာမလိုတော့ဘူးလူဆန္ဒဆိုရလဲအသုံးမဝင်တော့ဘူးဆန္ဒအားလျော်ဆိုတာကျိုးပန်းအထုံးမှုဆိုရလဲအသုံးမဝင်တော့ဘူးအချိန်တန်လို့ရှင်ဖန်ဆင်းရှင်ကနေ သူစီမံတာခံရမှာပဲဖြစ်တယ်။အဲဒါကြောင့်မို့လို့လူရဲ့လုံလဝီရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ်။စဉ်းစားလိုက်မယ်ဆိုလို့ရှင် လူတွေဟာဘဝရလာတဲ့အခါမှာအယောင်းဝယ်တဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်။တရဝရီအသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ် မကောင်းတဲ့ဒူးဆိုင်တွေနဲ့တက်မွေးတဲ့ပုံကိုယ်တွေရှိတယ်ရွှေငွေရောင်းချပြီးတက်မွေးတဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒါဆိုလို့ရှင်ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်းရတာလေဘုရားသခင်ဖန်ဆင်းလို့လားတကိုးရမြဖြစ်ပြီးတော့သူများပစ္စည်းကိုလူယူတိုက်ခုတ်ကိုစ조사တာလေဘုရားသခင်ဖန်ဆင်းလို့လား ဲ့တော့ဖန်ဆင်းပြီးရင်ねထောင်နဲ့ကြာတော့လည်းပဲဘုရားသခင်ဖန်ဆင်းလို့ထောင်ချတယ်တရားသူကြီးကချတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှင်တရားသူကြီးက ထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူးဘုရားသခင်က ထောင်ချတယ်ဆိုပြီးပြောเสียအပြစ်အနာစာတွေအများကြီးဖြစ်လာစဉ်းစားเสียတွေအများကြီးဖြစ်လာအဲ့ဒါမြတ်စွာဘုရားစဉ်းစားပြ ဘုရားသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ်ဘုရားသခင်ဖန်ဆင်းလို့ကြာကူရီဘဝရောက်နေတယ်ဘုရားသခင်ဖန်ဆင်းလို့လူလိန်လူခေါင်းဖြစ်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့မူရစေဝါတွေတုံးနေရတယ်ဆိုတဲ့အတိပ္ပယ်မျိုးတွေဖြစ်ကုန်ရောအဲ့ဒါလို့မစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကြောင့် လက်ဆော့ပြားကအဲ့ဒါဟာမကမှုမရှိဘူးတကယ်ကတော့လူ့ဝရလာတယ်ဆိုတာဟာဘယ်သူမပြုတ်မိမိမှုမိမိကိုယ်တိုင်လှုပ်ခဲ့တဲ့အတိုင်လူတွေဟာကိုယ်လှုပ်တာကိုရကြတာလားဖြစ်တယ်ကိုလှုပ်တာကိုရတယ်ဆိုဟုတ်တယ်ကိုအဲ့မွေးဝါကြောင့်မုံဖို့ပြီးအဲ့မွေးမယ်ရွှေရောင်ချပြီးအဲ့မွေးမယ်စတိုးဆိုင်ဖွင့်ပြီးအဲ့မွေးမယ်တကုတ်ကိုလှုပ်နေကိုလှုပ်နေကြတာပါလေ ကိုဝါသနာပါရလှုပ်ကြတာပြီးတော့အလုတ်မကောင်းဘူးဆိုရယ်ပြောင်းလို့ရလေဖန်ဆင်းထိုင်ပြောင်းလို့မရတော့ဘူးဖန်ဆင်းကြတယ်ဒီတိုင်းဖန်ဆင်းလိုက်တာဆိုပြောင်းမရခုကပြောင်းရကိုဒီလှုပ်မကြိုက်ဘူးဆိုနောက်တလှုပ်ပြောင်းရတချို့ဆိုဆရာဝန်တင်းနှံတက်ပြီးတော့ဘွဲတွေပါတွေရပြီးတော့ဆရာဝန်လှုပ်မစားခြင်းလို့တခါဈေးရောက်စားတာတွေလည်းပြည့်အဲ့တော့ဘုရားသခင်ကလွတ်လွတ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြတော့နော် မင်းဆရာဝန်ဆေးကြောင်းတော့တက်ဒါပေမဲ့မင်းဆရာဝန်မလုံးနဲ့လို့များဖန်ဆင်းလိုက်သလားအဲ့ဒီလူတွေစဉ်းစားစရာတွေဖြစ်ကုန်တယ်ဘောနော်တကယ်တော့လူတွေဟာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်လုံးနေကြတာဆိုတာထင်ရှားတယ်ကိုယ်ဆုံးဖြတ်ချက်နဲ့အဲ့တော့မြတ်စွာဘုရားကကမ္မတက္ကတာတမဒိဋ္ဌိလူဘဝရလာတယ်ဆိုတာတဲ့ကိုယ်လုံးတာအောင်မှုဆိုလေးရှိတယ် we are our own architect ကိုဘွားကိုကိုပဲဖန်တင်ဖန်ဆင်းလာအဲ့ဒီအယူအဆအယူအဆအမြင်ကိုဘုန်းကြီးတို့တော့အလွန်ကျင့်တတ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကောင်းလဲကိုကိုမှတောင်းအောင်ရှိတယ်။မကောင်းလဲကိုပဲတောင်းအောင်ရှိတယ်။အလွန်ကိုလွတ်လပ်တယ်။အလွန်ကိုလွတ်လပ်တယ်။ကိုဘာဖြစ်ချင်တယ်လဲဖြစ်အောင်လုပ်။ကိုဘာကြိုက်တယ်လဲကြိုက်တာလုပ်လို့ရတယ်။ လူတွေကမသေးခင်လည်းပဲဒီလိုပဲယူရကြတာပဲလေယူရကြတာကိုကြိုက်တဲ့ပညာသင်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းလှုပ်ကြတယ်လှုပ်ကြတာကိုယ့်ကိုယ်ယူချင်မှုနဲ့သွားကြတာပဲဖြစ်တယ်ပေါ့အဲ့တော့ဘဝမှာလည်းပဲကိုယ့်ကိုယ်ယူချင်လို့ရတယ်လက်ဆော့ဘုရားကအကြောင်းနဲ့အကျိုးဟောထားတာဖြစ်လို့ဒါနကောင်းမှုလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာဟိုဘဝကျတော့ချမ်းသာကြွယ်ဝမယ် ီလကောင်းမှု လုပ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းမာမယ်သက်ရှိမယ်နော်ဒါနတီလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလူ့ဘဝလူချမ်းသာကိုရတယ်လွန်လွန်ကဲကဲဒါနတီလကိုလုပ်ပြီးဆိုရင်နတ်ဘဝကို ရောက်တယ်နတ်ပြည့်ရောက်ပြီးတော့ချမ်းသာမယ်တမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ချိန်မယ်ဆိုရင်ပြမဘုံရောက်တယ်ကဘာကြအောင်ကဘာပေါင်းများစွာ ကြအောင်အသက်ရှိတယ် ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်တဏှာရောကလွမြောက်တယ်ဆိုတာ။အသူကျင့်စဉ်နဲ့သူ့အကြောင်းနဲ့သူဟာသူတူဟောတာ။ဘယ်သူကမှဖန်ဆင်းတာမဟုတ်။အဲ့ဒီလူလွတ်လပ်တယ်။ကိုကြိုက်တာကိုလွတ်လို့ရ။ဖျားဖြစ်ပြီးတော့တရဝါဒီကိုကက်တင်ခြင်းနဲ့ပဲဖျားစုပန်ပြီးပါရမီဖြစ်ဖြစ်တယ်။နော်။အေးဖျားမဖြစ်ဖျားဖြစ်ရမှာပါရမီဖြစ်ရမှာကြောက်တယ်။ အကသာဝကလောင်းဆိုတော်ပါပြီဆိုရင်လေပါရမီဖြစ်အဖရာမဖြစ်ချင်ဘူးဖရာအဖေအမေဖြစ်ချင်တယ်ဆိုတော့ပါရမီဖြစ်လို့ရအဲ့ဒါလို့ပေါ့အမျိုးစုံကိုကြိုက်တာဟောကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိကိုကြိုက်တာကိုရွေးချယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတာဘယ်လောက်ချင်းနေဆက်ပါနော်အခုခေတ်မှာဆိုတော့ရှင် ကိုယ့်အကူမရွေးချယ်ခွင့်မရှိတာတွေဟာရှိသေးတယ်။ကိုကြိုက်တာကိုရွေးချယ်ခွင့်မရှိဘူး။ဆေးကြောင်တက်ချင်တဲ့အမှတ်က300လောက်400လောက်ဖြစ်တယ်။ရွေးလို့မရပါဘူး။နော်။အင်ဂျင်နီယာဝန်ကြီးနဲ့အမှတ်နဲ့နေရွေးလို့မရပါဘူး။ကိုကြိုက်တာတောင်မှပဲလူဘဝရွေးလို့မရတာအများကြီးရှိတယ်။အဲ့တော့ဒီကံတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုကြိုက်တာကိုရွေးလို့ရတယ်။လုံးဝဆောင်ဝဲအမှတ်နဲ့ချိတ်ဆက်ထားတာမရှိဘူး။နော်။ကိုကြိုက်တာကိုရွေး ကိုကြိုက်တာကိုရွေးပြီးတော့အလုပ်ပဲလုပ်ဖို့လိုတယ်။ပညာတတ်ကြီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ပညာပါရမီဖြစ်။ပညာပါရမီဖြစ်ရ။သင်ကြရမယ်ပညာ။ဟောတကယ်ကိုတကူရှင်ကြီးဖြစ်ခြင်းနဲ့ဆိုတကူရခြင်းအကြောင်းတရားတွေကိုလုပ်အောင်။ဒီလိုဆိုလိုတာပေါ့နော်။အဲ့တော့ကိုကိုချုံးမလှပခြင်းနဲ့ဆိုလို့ရှိရင်ပြုံပြုံလေးနေစိတ်မဆိုးနဲ့ စိတ်ဆိုးရင်လူဟာစိတ်ဆိုးရင်အယုတ်ဆိုးကြည့်တတ်တယ်လေဒေါသထွက်လာလို့ရှင်လူဟာနှုတ်ခမ်းညက်ဆူတော့ချောတဲ့လူတောင်မှပဲစိတ်ဆိုးရင်အလှပြက်သွားတာပဲဒါသဘာဝနော်ခဏခဏစိတ်တို့လို့ရှင်အဲ့ဒီပုံစံကြီးဖြစ်လာတာဒါကြောင့်မို့ထံပြင်းဒေါသကြည်လွန်ကအလှပြက်ပြီဆို စိတ်တူရတဲ့လူဟာဖြစ်နေရဘဝမှာမျက်နှာကြီးကထဏန်ကြီးနဲ့ဟောဟုတ်လားမျက်နှာပုတ်ကြီးနဲ့ဖြစ်တတ်တယ်တဲ့အဲ့ဒါအစဟရေကဒေါသမရှိဘူးအလုံးအပြုံမျိုးရှင်ရှင်ခင်ခင်မင်မင်နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်လင်တဲ့မျက်နှာနဲ့ပဲဘဝမှာဖြစ်တယ်ဟောသူလုခဲ့တဲ့အတိုင်းသူ ဖြစ်တာလေ အဲအသားဖြူခြင်းနဲ့ဆိုလို့ရှိရင် တချို့ကအသားဖြူခြင်းလို့လေဖျောင်းနိုင်လှူတယ်အဲ့ဒါတော့သိမစီဆိုင်ဘူးတမန်ရောအသားဖြူခြင်းလို့ဖျောင်းနိုင်လှူတာလေတချို့တကမာကြီးတွေကြံ့ကြံ့ဖမ်းမှအဲ့လိုလုပ်တယ်ဖျောင်းနိုင်လှူတာတောင်ရိုးရိုးလှူအသားဖြူခြင်းလို့ထုံးလှူလာဆိုထုံးတော့မလှူအဲ့တော့ အဲ့ဒါဆိုလို့ရှိရင်မိသွေးလူလို့ရှိရင်သားမဲမယ်ဆိုပုံစံဖြစ်အဲ့ဒါလူလည်းမဟုတ်နိုင်ဘူးနော်အတုံးကတခြားစီဘူးတုံးကတခြားဆိုလိုရင်းကအသားဖြူတာဟာချောမောလှပခြင်းနဲ့မှပါတယ်ဆိုလို့ရှိရင်မေတ္တာရှိတဲ့မျက်နှာရှင်ဟာချောမောလှပမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာဒီရုပ်ဆိုးจิตတ ဒီဘဝမှာဒါနကောင်းမှုလုပ်လို့ရှိရင်နောက်ဘဝမှာချမ်းသာကြွယ်ဝလူဖြစ်တယ်။မလူရဲ့မတန်းရဲ့နှမျောဖက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝကျစားရမယ်မဲ့တောင်းရမယ်ဖြစ်တယ်။ဒီဘဝပညာမသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းပညာတတ်ဖို့ခက်ခဲတယ်။ပညာသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝပညာတတ်နိုင်တယ်။သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝအသက်ရှိ သူများအသက်တွေတတ်ပြီးတော့အသက်ရှိပါစေဆုတောင်းလို့လည်းမရဘူး။အသက်တူတတ်တယ်။သူများကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့ပုဂ္ဂိုလ်ဒီ တစ်ဖက်သားခံရတယ်လို့သူတို့ရောဂါဝေဒနာတွေဖြစ်ပြီးတော့ဖြစ်တယ်။မူရင်းစေဝါရှောင်တဲ့ပုဂ္ဂိုလ်ဟာနောင်မွားမှာအယူအနှံမဖြစ်ဘူး။မူရင်းစေဝါသုံးဆွဲလို့ရှိရင်မူတယ်ဆိုတာမူတယ်ဆိုရဲအယူဖြစ်တာပဲလေ။အဲ့ဒီမူရင်းစေဝါသုံးပြီဆိုရင်နောင်မွားမှာအယူအနှံသွားဖြစ်တယ်။အဲ့ဒါလို့သူ့အကြောင်းနဲ့သူ့အကျိုး ြညလိုက်တဲကျတကိုကိုကိုကောင်းစားခြင်းနဲ့ဆိုရင်ကိုကောင်းတဲ့အလုပ်ပဲလုပ်ဖို့လိုတယ်။အဲ့ဒါအလွန်ကိုလွတ်လပ်လို့အလွန်ချိန်တတ်တဲ့ဘုန်းကြီးတို့လွန်ချိန်တတ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တဏ္ဍာတာဘုရားသခင်ကဘယ်တော့မှမလဲဆိုတဲ့ညနာလေးမော့ပြီးမျောနေရမယ်ဘဝအလွန်ဆိုးတဲ့ဘဝပဲ။သူစိတ်သူစိတ်ပါမှာဖန်ဆဲမှာစိတ်မပိုင် ပြစ်ထားလဲကိုခံရမှာဘာလုပ်လို့မရဘူး။ အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဲ့တော့ကိုလုံးထကိုရရဲဆိုကိုယ့်ကိုကြိုးစားကိုယ့်ကိုကြိုးစားတို့ရှင်ကိုကြိုးစားတဲ့အတိုင်းဖြစ်လာဝီရိယရဲ့အကျိုးရှိလာဒါမှမဟုတ်ပမာစကားမှာလဲကြိုးစားကဘုရားတောင်ဖြစ်တယ်ဆိုတာရှိတယ်ပေါ့အဲ့ဒါဟာဉာဏ်ဖွဲ့ရအကောင်းဆုံးအဲ့ဒါကမ္မတက္ကတာတမဋိဋ္ဌိဆိုတဲ့ကံကံဤအကျိုးပေါ်မှာမိခူရှုမြင်တတ်တဲ့ အတိညာဟာဘလောက်ထိအောင်လူတွေရဲ့ဘဝကိုထက်တန်းကိုရောက်သွားစေနိုင်တယ်လဲဆိုတာစဉ်းစားကြည့်ပေါ့ဒါမို့မြတ်စွာဘုရားကကံကံဤကျိုးကိုယုံကြည်လက်ခံခြင်းသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတာတမ္မဒိဋ္ဌိဟာမှန်ကန်တဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ကိုခြေခံပြီးတဏ္ဍကောင်းမှုသီလကောင်းမှုလှုပ်ခြင်းအားဖြင့်လူတွေဟာချမ်းသာဒုက္ခရကြတယ်ဆိုတာကိုအတိအကျဟောထားတာဖြစ်